အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CRM စစ်သားဇင်ယောဖြစ်ပါတယ်2025ခုနှစ်မေလ18ရက်စနေနေ့ညနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ကချင်ပြည်ဖားကံမြို့နယ်မှာဂျပန်နေနေလေကမိုင်းပေါက်ကွဲတံတွေကြားနေရပါတယ်မော့ကလုံးရွာဟာအတက်တောင်ပေါ်အမိုက်ပုံမီးလောင်ရွာကနေမိုင်းဟောင်းတွေပေါက်ကွဲတာဖြစ်တယ်လို့သိရပါတယ်စနေမနေ့ကိုနာရီကမှတော့စနေကုန်းရွာနဲ့အင်းသာရွာမှာထိပ်တွေ့မှုပြင်းထန်လျက်ရှိပြီးလက်နက်ကြီးတွေအပြန်အလှန်ပစ်ခတ်နေတာရှိပါတယ် ထိခိုက်မှုကိုတော့စီစစ်နေသေးတာဖြစ်ပါတယ်။ကာမိုင်းကနေတက်လာတဲ့စစ်ကြောင်းဟာကတ်မော်စွတ်ရွာကိုခြေကုပ်ယူကာနိုင်ငံကြီးရတဲ့ကိုလက်နေကြီးပြစ်ကူယူပြီးရှစ်ဆက်တုံးနိုင်မှုစူးစမ်းနေတာကိုလည်းတွေ့ရပါတယ်။ရှမ်းပြည်တော်မိုင်းကနေဆင်းလာတဲ့စစ်ရင်တန်းခါလီ25စီဟာတွဲရဆောင်ဂိတ်ကနေတာစီမြို့နယ်တဲကိုဝင်ရောက်သွားတာရှိပါတယ်။ခုံပုံးနဲ့စီတိုင်မြို့နယ်တွေမှာလည်းစစ်မျက်နှာအစ်စ်တွေဖြစ်လာနိုင်ခြင်းရှိပါတယ်။ ကလောမျိုးပေါ်မှာလဲရက်ွက်အုပ်ကြီးတွေဟာစစ်မှုတန်းကိုအကြောင်းပြုပြီးဒေသခံတွေကိုချင်းချောက်ဝင်ညှဉ်းအနိုင်ကျင့်မှုတွေတစင်ကြီးတစင်တက်လာနေပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့300လောက်ကညောင်ရှင်မြို့နယ်ရေဘူးကျေးရွာကိုခြိတက်လာတဲ့စစ်ကြောင်းကိုကရင်ပြည်ပူပေါင်းတပ်ဖွဲ့တွေဒဏ်ပြန်တိုက်ခိုက်ခဲ့ရစစ်ကောင်စီဘက်က78ဦးထက်မနည်းမတ်စီကိုက်ခဲ့ပြီးတနက်လေးလယ်ပါဝင်ခဲယမ်းများစွာသိမ်းပိုက်ရရှိခဲ့တဲ့ဖြစ်စဉ်ရှိပါတယ်။အဆိုပါတိုက်ပွဲမှာအရှင်လက်ရဖမ်းဆီးနိုင်ခဲ့တာလည်းရှိပြီးကာကွယ်ရေးတပ်တွေဘက်ကတော့ရဲဘော်တအုပ်မြင့်မြတ်စွာကြာဆုံးခဲ့ရပါတယ်။ ပြင်းဒီနဲ့ရိုးရားနေစားတချောင်းမှာမဆုတ်တန်းခံစေစခန်းကြီးတွေတခုပြီးတခုနေ့စဉ်နေပါအပြီးပိုင်ဆွတ်လွတ်နေရတဲ့စစ်ကောင်စီအားဖျားသုံးသူချက်ပွိုင်မှာတော့ DKBA အကူအညီနဲ့ပြန်လဲအခြေပြုလာတာကိုတွေ့ရပါတယ်။ဝါဆိုင်နီနိုင်ငံတော်အလံကိုပြန်လဲလွှတ်လုထားပြီးငကရောင်စခန်းအောက်မှာလည်းအင်အား30ခန်းနဲ့ခိစခန်းပြန်လဲဖွင့်လျက်ရှိကာနေပြည်ရှင်လင်းချင်းကြောက်ပြားဝယ်ကိမုံဝိတာတွေလှုပ်ဆောင်လာနေပြီဖြစ်ပါတယ်။ဘူတိုင်းရှိချမ်းစစ်တောင်းမြဝန်ဒေသချွေချင်းရှိဆိုင်အမှတ်998ချင်းမြန်တိုင်ကိုပြန်လဲထိန်းထုတ်ထားတဲ့စစ်ကောင်စီအား နယ်မြေရှင်းလင်းလုပ်နေတဲ့စစ်ကြောင်းတွေဟာဝင်းကြံရွာထိရောက်ရှိအခြေပြုလျက်ရှိပြီးဒေသခံရွာသားတွေကိုဖမ်းဆီးစစ်ဆေးတာတွေပြုလုပ်နေပါတယ်။မန္တလေးတိုင်းနထိုးကြီးဝက်လူစခန်းအခြေအနေကတော့ရဲတပ်ကြက်ကြီးတို့မက်ဆီကိုက်ထားပြီးအခြားထိကိုက်သေဆုံးမှုတွေလည်းရှိနေနိုင်ပါသေးတယ်။အဆိုပါစခန်းငယ်ဟာယနေ့ညနေထိတောက်ခံနိုင်မှုခွာညုံယုံလေးခဲရနေပါနေပြီလို့တည်ထားရပါတယ်။မြေပြင်ဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါပိတ်ဆို့ဖြတ်တောက်ထားခံရဖို့ရပါတယ်။စစ်ကူမလာသလိုပြစ်ကူပေးတာလည်းမတွေ့ရဘူးဖြစ်ပါတယ်။ဒါ့ပေမဲ့ နထိုးကြီးမြို့နယ်တစ်ခုလုံးကိုတော့လေကြောင်းတိုက်ခိုက်မှုအကြိမ်20ပြုလုပ်ထားတာရှိပါတယ်ခေယံနဲ့ပတ်သက်လို့ပြောရအောင်မယ်ချမ်းမြစစ်တပ်ရဲ့ခေယံဖွဲ့စည်းပုံဟာစစ်စင်ရေးနယ်မြေလုံခြုံရေးထွက်ပြီးဆိုရင်လက်နက်ငယ်ကြီးသား240ဇီကိုစီပါရှိရတာဖြစ်ပြီးအရန်ကြီးဟာလည်းထောင်ဝန်းန်းပါရှိကြတာဖြစ်ပါတယ်ဝယ်လူစကားမှဆိုရင်စစ်သား22ယောက်ရဲ17ယောက်ဆိုတော့စုပေါင်းအင်အား33ယောက်အကြမ်းမြင့်လက်နက်ငယ်ကြီးသား600နီးပါးအသရင်300နိုင်တာဖြစ်ပါတယ် ထို့တူထားနေမှာစခန်းမှာဆိုရင်လဲစစ်သား15ယောက်ရင်း9ယောက်စုစုပေါင်းအင်အား20ယောက်ဆိုတော့ခံမှန်းလက်နက်ငယ်ကြီးတန်း9000နီးပါးသုံးဆွဲနိုင်တာဖြစ်ပါတယ်။တော်လိုင်းရေးတပ်ဖွဲ့တွေမှာအချမ်းဖက်စစ်တပ်လိုကြီးတန်းပေါင်းများစွာမသုံးနိုင်ဘူးဖြစ်ပါတယ်။ဒါကြောင့်တချို့သောတိုက်ပွဲတွေမှာခဲရအနေထားရတိုက်ပွဲအဖြေကိုအဆုံးဖြတ်ပေးလို့ရတဲ့အနေထားမရောက်ခင်ပြန်လည်ဆုတ်ခွာခဲ့ရတာတွေဟာလွန်စွာနှမျောဖို့ကောင်းလာပါတယ်။ဒါကြောင့်မြေပြင်တပ်ဖွဲ့ဝင်တွေကိုကြီးစံမိုးတွေတိုက်ရိုက်ကူညီကြဖို့လမ်းညွန်တိုက်တွန်းမရသေး မြေပြင်မှာတကယ်ထိရောက်သွားမတိုက်တဲ့အဖွဲတွေကတော့ခဲရန်ပေါများနေနိုင်ပါတယ်။ဒါဆိုလို့အဖွဲတွေကတော့ကောင်းကင်ကလက်နက်ငယ်တကားမမီတဲ့လေရင်တွေရဟတ်ရင်တွေကိုပြစ်ခတ်တဲ့မူဝေတွေတင်ပြီးအောင်ပွဲခံတတ်ကြပါတယ်။ပြစ်ပြတဲ့သူအမှားမဟုတ်ပါဘူး။ကျွန်တော်တို့မြန်မာတွေကကျမ်းမာတိုက်တဲ့အလေးထားကရှိနေသေးတာဖြစ်ပါတယ်။ဆောင်တိုင်းကော်မူးမျိုးနဲ့တွန်တေးမျိုးအဆက်တွန်တေးတော်ရန်ကြီးတဲ့ကစခန်းငယ်တစ်ခုကိုတမန်လေးကသတင်းကြည့်ကြရရှိပြီးစီးနှင်းခံခဲ့ရပါတယ်။ကာဝေးတပ်ဖွဲ့ဝင်ကြားတယောက်မတယောက်နဲ့အတူအရှိလက်20 မိုင်းဆန်လာလုံးနာနာတိချိုတိမ့်ဆဲခံခဲ့ရပြီးစစ်ကြောကြက်ရခုနှစ်ဦးထပ်မှဖမ်းဆီးခံရပြန်ပါလေ။နောက်ထပ်၁၀ရောက်လောက်ဖမ်းဆီးရန်ရှိနေတာမို့တက်ဆိုင်ရာဆက်ဆက်သူများကြိုတင်တိတ်ဆောင်ရစီလိုပါလေ။တက်ဆိုင်ရာမြေပြင်မှာလှုပ်ရှားနေတဲ့ group တွေကိုတော့သတင်းပေးပို့ပြီးဖြစ်ပါလေ။အဆိုပါစီးနေခံခဲ့ရတဲ့စခန်းဟာတုံတေးခြေဆိုင်အမှတ်90ချီလင်းတိုင်းနဲ့များစွာမဝေးကွာဘူးဖြစ်ပြီးစခန်းကိုစီးနှင်းစင်မှာကာကွယ်ရေးတပ်ဖွဲ့ဝင်ဟာလက်ပြုံနဲ့ပြစ်ခတ်ခုခံခဲ့ပေမဲ့မကွဲခဲ့ဘူးဖြစ်ခဲ့ရပါတယ်။ကော်မှုဆိုလို့ပြောရပါဦးမယ်။ ယခုလာစားမိုင်းကော်မှုမျိုးနဲ့နှစ်ခွကျေးရွာမှာယဟန်ကရှင်ပြုအလှူတော်ကြီးကိုစီကားတိုက်မြဲစွာတိုက်တိုက်ပုံပြုလုပ်ခဲ့တာရှိပါတယ်။ဖိတ်စာမှာယာလူဌာနမဖော်ပြရဲတော်ပဲဒုတိယရှေ့နေချုပ်ဗိုလ်မှူးကြီးဒေါက်တာထိန်လင်းဦးရဲ့အလှူဖြစ်ပါတယ်။ရှေ့နေချုပ်တည်တော်ဦးဆိုတာရောင်ပြဖြစ်ပြီးဒုရှေ့နေချုပ်ကသာစီမံနေခြင်းသာဖြစ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာလည်းမြို့ပေါ်ရက်ွက်တွေမှာညာတိုင်းပေါ်တာကိုပေါ်တင်ဆွဲနေရပြီဖြစ်ပါတယ်။ တရားခွက်တရားနှုတ်မဖြစ်မနေရှာပေးနေရတာဖြစ်ပြီးဂျိုင်မှုနဲ့အုပ်ကြီးတွေကိုည9နာရီနောက်ပိုင်းရက်ခွက်ရုံးနေမှာစုရက်စစ်ခေါ်ထားတာဖြစ်ပါတယ်။လက်ရှိစနစ်ကမူလနယ်မြေခံတွေကိုခေါ်တာမဟုတ်ပဲအဲဒီတိုင်ထားတဲ့စရင်တိုင်းလိုက်ပြီးဖမ်းနေတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။တိုက်ပွဲရှိရင်အောင်ပွဲရှိရင်